ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိမှာနီးပြားလှုပ်ချင်တယ်ဆိုတဲ့ဇာဗီနဲ့ကိုင်းညီမှုရှိနိုင်တာဘယ်အသင်းဖြစ်မလဲဘာစရာကစားမဟောင်းလည်းဖြစ်ဘာစရာနီးပြားဟောင်းလည်းဖြစ်ခဲ့တဲ့ဇာဗီကတော့သူ့အနေနဲ့ပရီးမီးယားလိကိုချစ်တယ်ပရီးမီးယားလိမှာနီးပြားလှုပ်ချင်တယ်လို့စကားခေါ်လိုက်ပြီးဖြစ်ပါတယ်ဒါကဇာဗီစကားခေါ်လိုက်တာလည်းဖြစ်နိုင်တယ်လို့ပရီးမီးယားလိအသင်းတသင်းတင်းကသူ့ကိုစိတ်ဝင်စားနေတာဒါမှမဟုတ်ကမ်းလှမ်းလိုက်တာကိုခံလိုက်လို့ပြောတဲ့စကားလည်းဖြစ်နိုင်ပါတယ် ဘလို့ရဲချက်နဲ့ပြောတယ်ဆိုတာကိုတော့ဇာဘီကိုတိုင်းသားအတိဆုံးဖြစ်မှာပါဇာဘီကရေချင်းရှိတဲ့နီးပြတယောက်ဆိုတာကတော့သိကြပါတယ်ဘာလို့လဲဆိုတော့ဘာစရာမှာသူလုံးပြခဲ့တာတွေကသူ့ရဲ့ရေချင်းကိုတက်သေးအထင်ရှားပြနေတာအကြောင်းဖြစ်ပါတယ်အဲ့ချိန်တုန်းကဘာစရာတဲ့ကမက်ဆီကိုရောမှလက်လွတ်လိုက်ပြီးတော့ငွေကြေးပိုင်းထဲမှာလည်းဒေါ်လေးကိုခက်ခဲကြက်တဲနေတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာပါအဖက်ဘက်ကနေခက်ခဲနဲ့ရုံးကန်နေရတဲ့အနေအထား ဖြစ်တာကြောင့်ဘာစရာကိုဘယ်နီးပြကမှမလာခြင်းကြပါဘူးအားလုံးကလက်ဆောင်ခြင်းနေခဲ့ကြပါတယ်ဒါကြောင့်လည်းဘာစရာနီးပြတယောက်ခန့်နိုင်အတွက်ကိုရောမှလိန်ဖယ်ဖယ်နဲ့ဖြစ်နေခဲ့ရတာပါ ဲ့လိုခြေရင်းမျိုးမှာဇာဘီယာသူကာလာရှိကြကစားပေးခဲ့တဲ့အသင်းဖြစ်လို့တန်ရုံစိန်တစ်ခုတည်းကိုပဲရှေ့တန်းတင်ပြီးတော့ဘာစရာကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဘာစရာကိုရောက်လာပြီးပြီးချင်းမှာလည်းဇာဘီယာသူ့ရဲ့ဘောလုံးတက်တနာတွေကိုဘာစရာကစားမတွေစီအကောင်းဆုံးသွတ်သွင်းနိုင်ခဲ့တဲ့ပွဲဥထွက်ရာသီမှာလာလီကာဖလားကိုတောင်ရယူပြီးတော့အောင်မြင်မှုတွေနဲ့အကောင်းဆုံးပိတ်သိမ်းနိုင်ခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်တစ်နှစ်မှာတော့ဇာဘီနဲ့ဘာစရာကစားမတွေအကြားမှာမသိမ်းမြတ်မှုတွေဖြစ်လာခဲ့ပါတယ်အဓိကပင်စပိန်စူပါဖလားဖိုင်နယ်ပွဲမှာဇာဘီယာ high line defense ကစားခိုင်းခဲ့တာကနေပြဿနာစတင်ခဲ့ပါတယ် ။ဇာမာရီအဲ့ချင်းက high line defense ကိုတေးချာမှာကစားတက်သေးပါဘူး။အတော်လေးကိုစိတ်နေပါသေးတယ်။ဒါကြောင့်လဲလူဂျုံဖန်းကစားဖို့နဲ့ကမတည်မတတ်နဲ့ finisher တို့လှုပ်ချင်းတို့လှုပ်သွားတာကိုခံခဲ့ရပြီးတော့ barcelona လဲ goal ပြန်ရှုံးနေသွားခဲ့ရပါတယ်။သူတို့က high line defense ကစားခိုင်းတဲ့ဇာဗီလိုနီးပြမှုနဲ့ဆိုရင်သူတို့တည်သွားတဲ့ချိန်ထိတောင် supply ရမှာမဟုတ်ဘူးလို့ဘာကစားမားတွေကညုံညင်ခဲ့ကြပါတယ်။ဒါကြောင့်လဲပြီးခဲ့တဲ့ရာသီကောမှာဇာဗီနဲ့ barcelona ရဲ့အကြားမှာရေးဆက်ကုန်လမ်းခွဲခဲ့ရပါတယ်။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ One Expert အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ Football game မှာကစားခြင်းလည်းဆိုတော့ phone number Viber 396633လုံးခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။အချင်းနဲ့ဇာဗီကအတင်းလက်မဲ့ဖြစ်နေတာဒီနေ့ထပ်ထီပါပဲ။ဒါမဲ့ဇာဗီဆိုတာထိုင်တိုင်းနီးပြအတူဖြစ်တာကြောင့်သူ့လိုချင်တဲ့ club အသင်းတွေကတော့ဝိုင်းဝိုင်းလည်နေခဲ့ပါလိမ့်။ဇာဗီရရှိနိုင်မှုတွေက club အသင်းတွေကသူ့ထက်ကအလူရတဲ့အပြိုင်ဆိုင်လောက်ပြီးတော့ကမ်းလှမ်းခဲ့ကြပါလိမ့်။ ဒါမဲ့စပိန်ရဲ့ဘာစလိုနာကွင်းနဲ့ဂန်ရင်ဟောင်းကသူနဲ့လိုက်ဖက်ညီမဲ့ကလပ်အသင်းတွေကိုတေချာလေးစီစစ်ရွေးချယ်နေကြောက်ခုချိန်နေဘယ်အသင်းကိုမှလက်ခံထားခြင်းမရှိပါဘူးသူနေတဲ့နီးပြလောကတော့ပြန်လဲခြေချလာအောင်မှဖြစ်ပေမဲ့အလင်းစလိုဆုံးဖြတ်တာမျိုးတွေတော့ပြုတ်သွားမှာမဟုတ်လို့ဒီချိန်မှာတော့ပရီးမီးယားလီဂ်မှာနီးပြလှုပ်ချင်တယ်လို့ဇာဗီကဆိုလာပါတယ်ဇာဗီကကျွန်တော်တို့အလင်းစလိုဆုံးဖြတ်စရာအကြောင်းမရှိပါဘူးကျွန်တော်နဲ့လိုက်ဖက်ညီမဲ့ project ကောင်းတွေရှိနေတဲ့အသင်းအသင်းကိုကျွန်တော်ရှာဖွေနေပါတယ်မင်းဒီမှာ၃လနှစ်လောက်တောင်းယူဒီ၃လနှစ်တွင်းမှာဘာတွေတိစောက်ပေးငါတို့ကနောက်ထပ်ဗန်ဒန်တွေတွင်းမှာဘယ်လိုနေရာမျိုးရောက်ချင်တယ်ဆိုပြီးအစီအစဉ်ကောင်းကောင်းရှိနေတဲ့အသင်းမျိုးပေါ့ ပရီးမီးယားလိမှာတော့ဒါမျိုးသင်းတွေရှိမှထင်ပါတယ်စပိန်မှာတော့ဒါမျိုးသင်းကမရှိတော့ပါပဲဒါကြောင့်ပရီးမီးယားလိမှာကျွန်တော်ရေသွေးတွေကိုတစ်ချိန်တစ်ခါတော့မှတ်ကြောင်းတင်ခံသွားကြည့်ကြပါတယ်အနာဂတ်ချိန်ချိန်မှာတော့ကျွန်တော်နိုင်ငံလွေးစင်အသင်းအသင်းကိုတောင်ဝင်းယူကိုင်တွယ်နိုင်ဖို့တော့ရည်မှန်းထားပါတယ်နိုင်ငံသင်းနီးပြားဘွားနဲ့ကမ္ဘာဖလားနဲ့ဥရောပဖလားတွေကိုကျွန်တော်ကိုင်ဖြောင်းချိန်ပါတယ်လို့ထုတ်ဖော်ပြောကြားသွားတာပါဇာဗီရဲ့လက်ရှိအနေထားနဲ့တင်းတော်နိုင်မဲ့အသင်းကတော့ transfer process တခွန်းကလွန်းဘာထွေရူးလုံးပြနိုင်သေးတဲ့ Arteta ရဲ့ Arsenal ပဲဖြစ်မယ်ထင်ပါတယ်ဘိုးတထောင် Chelsea ပြိတ္တာတွေကတော့ဇာဗီကိုသူတို့ရဲ့နီးပြားဖြစ်တဲ့မြင်တွေ့ကျင်နေကြတာလည်းရှိပါတယ် ဘာတွေဆက်ဖြစ်လာအောင်လဲဆိုတာကတော့ပိတ်ကားထက်မှာရှူစားကြည့်ပေါ့ခင်ဗျာစောင်းနေကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်